အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြေးတက်တဲ့အားလုံးမင်္ဂလာပါ။မနေ့ညတုန်းကမြောက်လန်ဒန်ဒါဘီဖြစ် Arsenal သင်းက Tottenham Hotspur သင်းကိုအင်ကွင်းမှာအခန့်ကစားရတယ်။ဆိုတော့သူကပထမဘယ်လိုပြောမလဲ။စနေနေ့တုန်းကမထင်မှတ်ပဲနဲ့ Manchester City ရှုံးသွားတယ်၊ Liverpool ရှုံးသွားတယ်၊ Chelsea နိုင်ထားတဲ့အတွက်ကြောင့်ဒါဘာပဲဖြစ်ဖြစ် motivation ရထားတဲ့ Arsenal တို့ကဒီနေ့ Tottenham ကို total dominate လုပ်နိုင်ခဲ့တယ်လို့ပြောလို့ရတယ်ပွဲပဲ။ ဒါကျွန်တော်မြောက်လန်ဒန်ဒါဘီတော်တော်များများကြည့်ဘူးလေပို့လေပြူတဲ့အခါမှာ Tottenham Hotspur အသင်းဟာပွဲအတွင်းမှာရှိမနေရင်တော့မှတစ်ချိန်ချိန်မှာပြန်လာခဲ့ပြီးတော့အများနဲ့ဒုက္ခပေးလို့အာဆင်ကကိုပြတ်နိုင်ခဲ့ရင်တောင်မှအများနဲ့အကျိတ်နဲ့ကစားရတယ်ဗျဒါပေမဲ့မနေ့ကပွဲမှာတော့ Tottenham ဒိုမနိတ်လုထားတဲ့ Tottenham Hotspur ရနိုင်မယ်လမ်းကြောင်းဒီအားလုံးကိုပိတ်ဆို့တားဆီးခဲ့ရင်ပွဲရဲ့တပိုင်းလုံးကိုသူတို့စုံမှုခဲ့တယ် ။နောက်ဒီနေ့ဒါနီးပြမီကယ်အာတီတာကဒီအပြောင်းလဲအနေနဲ့ဝီလျံဆလီပါကိုပီယက်ရိုဟင်ကီပီနဲ့တွဲထားတယ်။ဟင်ကီပီကဒီနေ့တော်တော်လေးကောင်းခဲ့ပြီးတော့ရီကာဒိုကာလာဖီယူရီနဲ့ယူလျံတင်ပါရဲ့တောင်းပန်နှစ်ဖက်လည်းတော်တော်လေးလုပ်ဖြစ်တယ်။ကိုယ်လည်းကဒက်ကလော့ရိုက်ကမာတင်ဆူပါမန်ဒီနဲ့ပြီးအဘရီချီအေဇီပြီးတိုက်စစ်ကတော့ ဒါအထောက်တိုက်စစ်မှုဖြစ်မိခင်မူရီနိုကိုစာကာနဲ့ဒါလီယန်ဒူထော်ဆိုတွဲတယ်။ထော်တန်ကဒီပွဲမှာတိုမတ်ဖရန်ကသူဘရက်ဖို့နဲ့လာတိုင်းရင်ဆိုင်လေးရှိတဲ့ကစားကွက်ဖြစ်တဲ့ခန်းစစ်၃ရောက်ဆက်တက်တူတယ်တော့၅ရပေါ့ဗျာ။ဒါမီကီဗန်ဒပန်ရဲ့ရူမဲရိုရဲ့ဒန်ဆူရဲ့ထားပြီးတော့မှဝင်းပတ်မှာဥဒူကီနဲ့ဂျက်စပန်ကိုထားတယ်။ကွင်းလေကဘန်တန်ကိုကိုဂျော့ဖိုလင်ညာနဲ့တွဲပြီးတော့မှ အိုဒဘယ်ရဲ့ပြီးခူတုစ်နဲ့အထောင်ကရီချာဒ်ဆင်တခုပဲကျွန်တော်နားမလဲတာသူဘာကြောင့်အိုဒဘယ်ကိုတိတ်ကြိုက်လဲမသိဘူးတကယ်ဆိုရင်ပြဘရန်ဒန်ဂျွန်ဆင်ကပူရှာတဲ့ကစားမှဖြစ်တယ်ဘရန်ဒန်ဂျွန်ဆင်ကပူပြီးအလွတ်လွတ်နိုင်တယ်အာဆင်ခန်းစစ်ကြောင်းကို stretch လုပ်နိုင်တယ်တံပြန်ကောင်တာမှလည်းအားကိုးရနိုင်တယ်ဒါပေမဲ့ဂျောက်ဖော်လင်ညာနဲ့နောက်တစ်ဖက်ကဒီဘန်တန်ကိုကွင်းလေကိုအာဆင်ကလုံးဝလှုပ်မရအောင်ဆူမှုထားတယ်တပွဲလုံးတိုက်တာလည်းကြည့်ကျွန်တော်တို့ပြအဲ့ multi superman ဒီ ကိုထက်ကယ်လုတ်ပြီးတော့ပေးလိုက်ရတဲ့ Richardson ဂိုးနဲ့အဲ့နောက်ပိုင်း7မိနစ်ပတ်ဝန်းကျင်လောက် Tottenham ကဂိမ်းတွင်းမှာရှိခဲ့တယ်။ချီပါကူရဖို့လုတ်ခဲ့တယ်။ဒါပေမဲ့အဲ့ဒါလည်း Arsenal ကဂိုးပြတ်နိုင်တဲ့အချိန်မို့လို့အိုက်ဟာကလွဲရှင် Arsenal ကထိုးတဲ့ dominate လေးပဲ။ဒီနေ့ပထမပိုင်းမှာရောဒုတိယပိုင်းမှာရောအစောပိုင်းမိနစ်တွေမှာ Arsenal ဆက်ဆာခြင်းတွေကဒီဒီဘယ်လိုပြောမလဲ Alia Chance နဲ့ဒီ pressure ပေးတယ်။ဒါ Dangle Rice အလုံးကိုယ်မှာစေ့သွားတဲ့အလုံးအပါဝင်။ဒါပေမဲ့ game က ဒီပထမ7မိနစ်15မိနစ်လောက်ကြာမှာနည်းနည်းဆက်တက်ပြန်ဖြစ်တဲ့ချိန်မှာစပါးကဆက်ပြီးတော့ခါခါစီကတော့အရန် deep လုပ်ထားတယ်အာဆနယ်ကို space တွေတိတ်မပေးတဲ့ခါမှာအာဆနယ်က patient game ကိုစောင့်နေတာဗောလေအဲ့ patient game စောင့်နေတယ်ဒါပေမဲ့ဒီခါလေးကြာရင်ကျွန်တော်ပြောလို့ဗောလေပွဲတစ်ပွဲလို့ရဲ့အရေးကြီးတဲ့အပိုင်းမှာဘာလဲဆိုတော့တကယ်အရေးကြီးတဲ့ final decision face ဒီဘယ်လိုပြောမလဲဒီ killer pass တွေကိုပေးတဲ့အခါတဲ့ breathtaking moment တွေကိုဖန်တီးလိုက်တဲ့အခါ ဒါတခုခုခု risk ယူပြီးတော့ပြည့်ရင်ပြတ်ပစီဆိုပြီး risk ယူပြီးဖန်တီးပလိုက်တဲ့အလုံးတွေဟာပွဲအပြောင်းလဲပဲဆိုတော့စပြီးတော့ဥဆောင်ကိုရသွားတာတော့ထုံးစံနဲ့အာဆယ်တို့အမြဲတမ်းပွဲကြီးတွေမှာရောပွဲငယ်တွေမှာရောအမြဲတမ်းအာဆယ်ကိုအကူရတဲ့လီယန်တိုထော်ဆောထော်ဆောကိုပေးတဲ့တော်တော်များများအာဆယ်ပေးတဲ့ဆိုသူသဘောကျတယ်သူကအမြဲတမ်းဘဲချင်းကစားကစား impact ဖြစ်တယ် ူဝင်လာပြီးတဲ့သူဝင်လာကစားတဲ့အတိုင်းမှာလည်း impact ဖြစ်တယ်ပွဲထွက်ခွင့်ရခါမှာလည်း impact ဖြစ်တယ် at least ဖန်တီးမှုအခုဆိုရင် तू ကတော်တော်လေး good form ဖြစ်နေပြီးတော့အဲ့ဒီမှာ Mikel Merino ပြေးလိုက်တဲ့အလုံးမှာသူရှီရောက်သွားတယ်။ကံကြမ္မာလည်းကျွန်တော်တို့ဘက်မှာပါတာလည်းပါတယ်။ အဘောလူပင်လော့လော့လူလူပေါ်ပြစ်လိုက်တယ်သူရောက်သွားတယ်အချိန်ကိုက်ပြေးထွက်သွားတယ်ဝမ်တက်လုပ်တယ်ပြန်ထိမ့်ပြီးတော့ကဲခါမှာမစ်ကီဗန်ဒါဘန်နဲ့စလိုက်ဒီဖလက်ဖြစ်ပြီးတော့ဦးဆောင်ကိုရတယ်မင်း36မိနစ်မှာဦးဆောင်ကိုရပြီးခဲ့ကဇက်တိုက်ပဲအဘရီချီအစေးသွင်းသွားတဲ့အလုံးကတကယ့် quality ကိုအာစနယ်ရဲ့ proper football ဝမ်တက်ဖူဘောနဲ့အတကယ့် attractive football champagne football ကိုတွေ့ပြီးတော့အဘရီချီအစေးဒုတိယကိုထပ်သွင်းတယ်2-0ဖြစ်တယ်ပွဲက ACC ဖြစ်ပြီး အဒုတိယပိုင်းစာယူရှိသေးတယ်တခါနောက်တစ်တခါ Tottenham Hotspur ခန်းစီရဲ့ညာတောင်ပံကနေထပ်ဖောက်လာရင်လည်း Julian Timber ချပစ်လိုက်တဲ့အလုံးကနေ Average SC ထပ်ကန်တယ်တကယ်ဆိုအစီကထော်ဆိုးပစ်လိုက်တဲ့အလုံးတွေက hat-trick ရတဲ့တာအာ Christian Romero ခေါင်းတိုက်သွားလို့စပါဘက်ကကျွန်တော်ပြာမော်မက်ကူဒုစ်လည်းဘာမှမလုပ်ပြနိုင်ဘူးဟိုဘက်ကအူတပယ်လည်းလှုပ်လို့မရဘူးကိုယ်လည်းက John Pollinia နဲ့ Banton ကို Banton ကိုဝါထက်ထိသွားချင်မှာသူဘာမှလှုပ်လို့မရချင်မှာအာဆိုင်ကဆိုးမှုထားတယ်ဒါပေမဲ့မတင်မပယ်နဲ့ဒီ56မှာ ဒီဂျော့ဖလင်ညာကထက်ခဲလုတ်လိုက်တယ်အဲ့ထက်ခဲကိုစူပါမန်ရှက်ထက်ခဲထွက်တာကိုကိုသမားဒါဗစ်ရိုင်ယာအထွက်ကိုသုံးချပြီးရီချာလစ်ဆင်ဒီလောကတကယ်ဂိုးတာတော်တော်ကောင်းတယ်ဗျကိုသမားတက်တဲ့ချုံကိုကိုသမားပြန်ပြေးပြီးတော့ပုတ်တာတော့မမရအောင်ကွတိဝင်သွားတယ်အဲ့မှာ3-1ဖြစ်တဲ့အချိန်မှာဘာဖြစ်တော့မူမန်တန်ကနည်းနည်းလေး switch ဖြစ်သွားတဲ့အချိန်မှာ Spurs ကစပြီးတော့ဘောလုံးတွေပြန်ကင်လာတယ်ချီပါကိုရဖို့သူလှုပ်လာတယ်အဲ့မှာနီးပြားက ဘယ်လိုပြောမလဲအဲ့ချေပါကိုရပြီးတဲ့အချိန်ပထမပိုင်းမှာတည်းကသူကဂျာဗီစီမိုထည့်ပြီးတော့ဖိုးဘက်ပြန်ပြောင်းတယ်အဲ့မှာကိုရပြီးတဲ့နောက်ပိုင်းဆက်ပြီးတော့သူကစာတို့နောက်ကိုလိုမွားနီတို့သူတို့ထည့်လိုက်တယ်ဒါထည့်ပြီးတော့နောက်ပိုင်းမှာဘရန်ဒန်ဂျွန်ဆင်တို့ဖတ်ထူဖိုးတို့ဒါပေမဲ့ကျွန်တော်တခုပဲပေါ့လေဖတ်ထူဖိုးတို့သူဘာကြောင့်မကြိုက်လဲဆိုတဲ့အချက်ပဲဖိုးတို့သူဘာကြောင့်မကြိုက်လဲဆိုတဲ့အချက်ပဲဆိုတော့အဲ့မှာသူလူပြောင်းနေလို့ရှိတ်ပြောင်းနေလို့ပြီးတော့အာစနယ်ခါစစ်ကြောင်ဒါပေမဲ့ Piero Hinkepia every single jewel တိုင်းမှာသူတောက်လျှောက်ဦးတယ် aggressive ဖြစ်တယ် strong ဖြစ်တယ် macho တယ်နောက်တစ်ခုက superman ဒီအမားလုတ်ခဲ့တာကလွဲရှင် channel ဘိုင်းမှာသူတော်တော်လေးကောင်းတယ် rice ကတော့ထုံးစံတိုင်းဒါပွဲတစ်ပွဲမှာဒါအစ်စ်လေးမှာအမြဲတမ်းရလိုက်ရမှာဆိုတဲ့အခြေအနေမျိုးဒါ rice ကဒါဖြစ်ဖြစ်ပြီးတော့ arsenal ကဒါနောက်ထပ်အနေနဲ့ leandro trossor ရဲ့နောက်ထပ် quality cross ပဲအဲ့ cross ကနေဒါဘယ်လိုပြောမလဲ average as in ဒါကတော့ as in က right place right time ဖြစ်တာ ကျွန်တော်မာတီအိုဒီကနဲ့ဆိုရင်အဲ့နေရာမှာ900ကျင်မှာရမှာဘာလို့မာတီအိုဒီကကအဲ့အေရီယာနဲ့ပေါက်ဆဲကိုပြေးဝင်လာတဲ့အပိုင်းမှာအဲဇီလောက်မရှိဘူးအဲဇီကအတက်ကင်းပိုက်မှာပို့ပြီးဟို creative player တစ်သူက ိုးလည်းပူသွင်းကျင်တယ်ဂိုးပူရနိုင်တယ်ကစားမမျိုးအိုဒီကကျတော့ကာဆာကာနဲ့ထင်ပါကြမှာပူပြီးတော့နီးအောင် close ဖြစ်အောင်နေတယ်အဲ့ကဒီမှာတွဲလုံးလေးနဲ့အတွဲကိုဖောက်တယ်နောက်ကလိုက်ဝင်လာရင်တော့လိန်ဝက်နေမှာအဲဆေးလောက်အဲဆေးနဲ့မတူညီတဲ့ type မျိုးဒါပေမဲ့အဲဆေးက different type ဖြစ်တယ်ဂိုးရနိုင်တဲ့အလေအလေကျောကတက်လာပြီးတော့ကန်ခွင့်ရတဲ့ chance ဟာ average အဲဆေးကြီးပဲဘယ်သူမှမကန်ဘူးသူပဲကန်သွားတယ်နောက်ဆုံးလို့မှ hat trick ရသွားတယ်တကယ်ဆိုရင်ဆာကာပေးတဲ့လုံးသူကန်လိုက်လို့ဂိုးကမှပုတ်လိုက်တာအစောပိုင်းတုန်းက ူခေါင်းတိုက်သွားလို့ဒီရိုမေရိုခေါင်းတိုက်လို့ဒီဟက်ထရစ်မရခံနီးဘာပဲဖြစ်ဖြစ်အမရီချီအစီစပါ့စ်ကအသေးတန်ခေါ်နေရင်းနဲ့သူပြောင်းလူနီးပါဖြစ်ပြီးတော့မှအာဆနယ်ကြောင့်အာဆယ်ကိုရောက်လာတဲ့အစီကထော်နာဟော့စ်ပါဘက်ကိုဟက်ထရစ်သွင်းသွားခဲ့လို့ဒီနေ့လီယန်ဒိုထော့ဆော့ချေဆွပြတယ်တသိန်းလုံးပါဖော်မန့်အခြေခုနပြောတဲ့9မိနစ်ပိုင်းလောက်ပေါ့လေ9မိနစ်နဲ့10မိနစ်ကြားလောက်ပဲကိုသမားနဲ့စူပါမန်တီကြောက်ပေးရတဲ့ကိုကလွဲရှင်အာဆယ်ဟာထိုတဲ့ဒိုမီနီလုံနိုင်တယ်ဒီနေ့အာဆယ်ကအခုထော်တာဟော့စပါကို တစ်ဘလုံးတိုက်တာနဲ့ရှင်တာကနှလုံးရှိတယ်ပထမပိုင်းမှာလက်ပြပေါ်ကြောင့်အေရီယာကိုဝင်သွားတဲ့အခါမှာတခါဒုတိယပိုင်းတကူပေးရဒါပဲအားလုံး overall performance နဲ့ Arsenal ကမနေ့ကမန်ချက်စတာစီးတီးရဲ့အမားကိုကောင်းကောင်းအတုံးချတယ်အတုံးချပြီးတော့အခုဒီ goal ပြတ်နိုင်ပွဲကနံပါတ်1 goal difference လေအများဆုံးဖြစ်သွားသလိုအခုဆိုရင်24 goal နဲ့ Premier League မှာ Manchester City နဲ့အတူပေါ့လေ goal အများဆုံးအတွင်းနဲ့အသင်းဖြစ်မှတ်တမ်းဝင်ပြီးတော့ဒါအခုစုစုပေါင်းရပ်ပါ29မှာ ਨੇ Chelsea ကို 6မှတ်တိတိဖြတ်တဲ့မန်စီးတီးကို9မှတ်ဖြတ်ပြီးတော့ဒါအခုလက်ရှိမှာအမှတ်ပေးစရာမှာဒါအမှတ်ဖြတ်ပြီးဥဆောင်ွက်ရရှိခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်